မင်္ဂလာပါရှင်နိုဝင်ဘာလ9ရက်တောက်ချာနေ့ရဲ့ဒုတိယကြကြပြည်တဲ့တင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့အေခေသားများထုတ်လုပ်ရင်ဆန္ဒရှိသူများအနေဖြင့်နေပြည်တော်ကောင်စီနေမြေမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်နေဆိုတဲ့တင်ဖြစ်ပါတယ်။နေပြည်တော်ရှစ်မြို့နယ်တွင် ဝါနာရှာနာယောဂထိန်းချုပ်ဆောင်ဖြင့်2021ခုနှစ်ဇွန်လ17ရက်မှစလို့ဌာနဗန္နာရေမုံငွေဖြင့်အခမဲ့ခွာနာရှာနာယောဂကာကွယ်စည်းထိုးလုပ်ငန်းကိုစတင်ဆောင်ရွက်ခဲ့ပြီးခွာနာရှာနာယောဂထိန်းချုပ်ဆောင်ဖြင့်2023ခုနှစ်ဖေဖော်ဝါရီ17ရက်ကကြေညာခဲ့ကြောင်းသိရပါသည်။အခုကဲ့သို့ခွာနာရှာနာယောဂကင်းရှင်းဆောင်ကြေညာနိုင်မှာကဝင်းမြူရေးထွက်ကုန်ဤခေတာများကို ပြည်ပသို့တိုက်ရိုက်တင်မှုဆောင်ရွက်နိုင်မှာဖြစ်ကြောင်းစိုက်ပျိုးရေးမွေးမြူရေးနှင့်စေမျောင်းဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးမင်းအောင်ကမဲခေါလန်ချန်စီမံကိန်းရဲ့အထောက်ပံ့ဖြင့်ဆောင်ရွက်တဲ့နေပြည်တော်ခွန်နာရှာနာယောဂထိန်းချုပ်ဆောင်ကာကွယ်စည်းထူးခြင်းနဲ့သုံးသက်ဆွေးနွေးပွဲမှာပြောကြားပါရယ်အဆိုပါခွန်နာရှာနာယောဂထိန်းချုပ်ဆောင်ကာကွယ်စည်းထူးနိုင်ခြင်းနဲ့သုံးသက်ဆွေးနွေးပွဲကိုနိုဝင်ဘာ9ရက်နေ့နဲ့ပိုင်းက စာပြူရေးမွေးမြူရေးနှင့်ဆက်ပြောင်းဝင်ကြီးဌာနရုံးမှတ်36စုဝေးခန်းမဆောင်မှကျင်းပခဲ့ခြင်းဖြစ်ပြီးတင်ပို့ခြင်းလုပ်ငန်းအတွက်သက်ဆိုင်ရာနိုင်ငံအစိုးရဝန်ကြီးဌာနများနှင့်ချိန်ဆက်ညီနိုင်ဆောင်ရွက်ရှိတယ်လို့ဆိုပါတယ်။အလားတူမကြမီအသေးစိတ်ဆွေးနွေးမှုဆောင်ရွက်ပြီးတစ်ဖက်တွင်လည်းယောဂကင်ရှင်ကြောင့်အတူပြချက်များရရှိပြီးပါကပုံသေးဖက်နိုင်ငံများသို့တရက်တင်ပို့ရောင်းချနိုင်ရန်စီမံဆောင်ရွက်ရမယ်လို့ပြည်ထောင်စုဝန်ကြီးကပြောကြားကြောင်းလည်းသိရပါတယ်။ဝင်းမြေလုပ်ငန်းကိုစိတ်ဝင်စားပြီးဤခေတ်သားများထုတ်လုပ်ရန်ဆန္ဒရှိသူများအနေဖြင့် နေပြည်တော်ကောင်စီနေမီဝင်းမြေနေကုသရေးဦးစီးဌာနနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်ကြရလို့ဆိုကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့နေပြည်တော်ရှိစီမံကိန်းဦးစီးဌာနအတွက်တာဝန်ထမ်းဆောင်ရန်ဒုဦးစီးမှုရာထူးများခေါ်ယူတဲ့တရင်ဖြစ်ပါတယ်။ဆိုင်ပြူရင်ဝင်းမြေနှင့်ဆက်မြောင်းဝင်ကြီးဌာနစီမံကိန်းဦးစီးဌာနနေပြည်တော်တွင်တာဝန်ထမ်းဆောင်ရန်ဒုတိယဦးစီးမှုရာထူးနှင့်ဒုတိယလက်ထပ်ဦးစီးမှုရာထူးများခေါ်ယူနေတယ်လို့သိရပါတယ်။အဆိုပါဒုတိယဦးစီးမှုရာထူးအတွက် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရရှိသူ15ဦးစီပွားရေးဘွဲ့ဘီကွန်းသို့မဟုတ် BF သို့မဟုတ်ဘွဲ့တစ်ခုခုရရှိပြီးဒီရရှိသူ2ဦးကွန်ပျူတာသိပ္ပံဘွဲ့ရရှိသူ2ဦးနဲ့ဒုတိယလက်ထပ်ဦးစီးမှုရသူတို့အတွက်ဘွဲ့တစ်ခုခုရရှိသူ10ဦးခွဲယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ရှောက်ထားသူသည်ရှောက်လာပေးတဲ့ရက်တွင်အသက်28နှစ်ထက်မကျော်လွန်သူဖြစ်ရပါမယ်။အနေဆုံးလို့တဲ့တဆက်သေးသုံးနှစ်တောင်းဝန်ထမ်းဆောင်နိုင်ရမှာဖြစ်ကြောင်းနဲ့ရှောက်ထားသူများသည်စာမဝဲကြီးငွေကျပ်2000ကို နေပြည်တော်မြန်မာစီဝါရေးဘဏ်တွင်ဖွင့်လှစ်ထားတဲ့စီမံကိန်းဦးစီးဌာနဝစီရင်မှတ် MD 010475တို့ပေးသွင်းရမှာဖြစ်ပြီးလျှောက်လွာကိုစီမံကိန်းဦးစီးဌာနစီမံခန့်ခွဲရေးနှင့်ဝစီရင်ဌာနကိုရုံးမှတ်15တွင်စာမွေးကြီးပေးသွင်းသောချက်လက်မှုရင်းပြသပြီးတွင်မှ6ရက်မှစပြီးထုတ်ယူနိုင်ကြောင်းသိရပါပါရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့အာဆင်နှစ်တက်များနေလို့တန်လျင်မြည်ရည်နဲ့ငါးစားသုံးခြင်းကန့်သက်တဲ့တဲ့တင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမေဟောင်ဆောင်ပြည်နယ်မက်စရီယန်မြို့နီးဖြတ်သန်းစီစဉ်နေတဲ့တန်လျင်မြစ်ထဲတွင်အနေရရှိတဲ့အာဆင်နစ်အစိတ်အပင်ပမာဏအမြောက်များကိုစစ်ဆေးတွေ့ရှိပြီးနောက်ထိုင်းအာဏာပိုင်များကတန်လျင်မြစ်ကြီးသုံးဆွဲခြင်းနဲ့မြင့်ငါစားခြင်းမြင့်ငါစားသုံးခြင်းကိုတားမြစ်လိုက်ကြောင်းထိုင်းသတင်းများမှဖော်ပြလာပါတယ်ချင်းမိုင်တက္ကသိုလ်ရဲ့ပဝင်းချင်းသိပ္ပံသူတည်တနာဌာနမှာဘန္တာတာဖန်ရွာနီတန်လီမြေကြီးကိုစံတရာမှာ ရှိတဲ့၌အာဆင်နစ်ပမာဏမှာဘေးကင်းရန်သတ်မှတ်ထားတဲ့အဆင့်ထက်၅ဆပိုမိုမြန်မာကျောင်းစစ်ဆေးတွေ့ရှိပြီးတဲ့နောက်ဆော်မိုအီကန်ရှိဒေသနာအနာပိုင်များကတန်လင်းမြေကိုအုံပြုခြင်းရက်တရံနဲ့ငါးများကိုစားသုံးခြင်းမှရှောင်ခြင်းရန်ဒေသခံများအားအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ဘန်တာတာဖန်ရွာသူကြီးမှနောက်ထပ်အတည်ပြုချက်မရမချင်းမြင့်နဲ့တိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ခြင်းဖို့နဲ့တန်လင်းမြေထဲကငါးတွေကိုမစားဘူးပြည်သူတွေကိုကျွန်တော်တို့တိုက်တွန်းနေပါတယ်လို့ပြောပါတယ်။ ဒေသခံများသည်မြည်ရီကိုရေချိုခြင်းအဝိရှော်ခြင်းစိုက်ပျိုးရေးသုံးရီကဲ့သို့အရာအလုံးတက်မိခုနေရသလိုညစ်ထဲမှငါးများဖမ်းယူစားသောက်နေရတာကြောင့်စိုးရင်ပူပန်မှုများဖြစ်ပေါ်နေကြတယ်လို့၎င်းကပြောပါတယ်အစင်းနှစ်ပမာဏမြင့်တက်ရတဲ့အကြောင်းရင်းများကိုအာနာပိုင်များကဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်းသိရှိရပါတယ်ရှင်။